ိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းလုတ်ပေးဖြစ်တယ်တိုးတော့ကျွန်တော်တို့ကကျတော့လူတိုင်းကိုလုတ်မပေးဘူးပေါ့နော်မရင်ငယ်တွေလင်ငယ်တွေကိစ္စတွေဆိုလို့ရှိရင်ကျွန်တော်လုတ်မပေးဘူးတချို့တချို့သောလူတွေကဒီအောက်လမ်းပညာဆိုလို့ရှိရင်မကောင်းတဲ့ပညာရဲ့လို့ပဲထင်ကြတာမကောင်းတဲ့ပညာရဲ့တွေမဟုတ်ဘူးဆိုတာကိုလက်တွေ့ပြခြင်းလားပြီးတော့ကျွန်တော်ကဒီဝင်းဝင်းပညာပါတယ်လို့လည်းအမေတို့ကပြောခဲ့ဘူးတယ်ပေါ့နော်ကိုကိုကိုယုံကြည်မှုမရှိတဲ့လူတွေအတွက်သုံးရတဲ့အရာဒါကရခမေတော်ကြီးပေါ့နော်ဖျားပုံတွေခြေထောက်မှာထိုးတယ်တို့ဖျားပုံတွေခါမှာသောက်တို့ထိုးတယ်ဆိုပြီးတော့ တွေးကြတယ်ပေါ့နော်ပြောကြတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကမဟုတ်ဘူးဆိုတဲ့အကြောင်းအောက်လန်းဆရာတိုင်းဒီလက်ဝဲဆရာတိုင်းပေါ့နော်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့တတ်သိပြခြင်းလို့ကျွန်တော်ဒီဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်ရဲ့မျက်နှာပြပြီးတော့ကျွန်တော်စတင်ပြီးလုပ်ခဲ့တာဒီအဖေနဲ့မိနဲ့ကျွန်တော်မှာခဲ့တဲ့စကားတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကြတော့ငါသားမင်းအောက်လန်းပညာရက်ကိုခံယူထားတော့လဲမင်းရဲ့စိတ်တက်ကအထက်တန်းသားဆန်လို့ရှင်အထက်လန်းပဲဆိုပြီးကျွန်တော်ကိုတင်ခဲ့တယ်မင်းကလေးတယောက်ကိုကာမပိုင်းဆိုင်ရာလိမ့်လေယူပြီးပါပြီဘိုက်ကြီးသွားမှာ မပတ်သက်ရှင်တော်တဲ့ကောင်တွေရှောင်းလျက်ကောင်တွေတောင်းဝင်မြူရတဲ့ကောင်တွေအဲ့လိုကောင်တွေကြတော့ထပ်ပညာမှာတုံးလို့မရဘူးသူတို့ကလုတ်ပေးလို့မရဘူးအဲ့ကြတော့ကျွန်တော်တို့အွန်လိုင်းပညာရှင်တွေလက်ဝဲပညာရှင်တွေရှိနေမှာဟုတ်ဖြစ်မှာဘာကြောင့်လဲဆိုတော့မင်းကလေးတယောက်ရဲ့ရှက်နဲ့တိတ်ခါမင်းကလေးတယောက်ရဲ့အိမ်ကြီးရဲ့တိတ်ခါကိုလုတ်ပေးနိုင်တဲ့ဆရာကဒီအောက်လမ်းပဲရှိရည် ော့မော်ကုန်းမော်ကိုင်းကအကြီးကဲပေါ့နော်အကြီးကဲဆရာခွန်ဆိုင်ဆရာခွန်ဆိုင်လို့ခေါ်တယ်ပေါ့နော်ကျွန်တော်မြင်ရတော့ကျွန်တော်တို့ဘိုးကဒီမိမတွေလက်ထက်ကလေးရပေါ့တုံးခဲ့တဲ့ဟာလေးကိုကိုကိုယုံကြည်မှုမရှိတဲ့လူတွေအတွက်တုံးရတဲ့အရာဒါကရခမယ်တော်ကြီးပေါ့နော်ဒါဆိုလို့ရှိရင်ဒါလည်းကြာပြီတော်တော်ကြာပြီဒီကောင်ဆိုလို့ရှိရင်နှစ်ကိုတော်တော်ကြာနေပြီစီပိုင်းဆိုင်ရာမှာတုံးတာကျွန်တော်ယောဂအသေးအာယောဂနေမကောင်းဖြစ်တာတို့ဘာလို့ဆိုလို့ရှိရင် အဲဇော်ကြီးဆေးဇော်ကြီးသမားရင်းနဲ့ထိုးပြီးတော့မှဒီမျက်နှာဖုံးလေးမျက်နှာမှာအုပ်ပြီးတော့အဟိမန်နဲ့ရွှေ့လိုက်တာနဲ့ဒီတက်တာလာတာမျိုးပေါ့နော်တိတိတတာကြီးတက်တာလာတာမျိုးလို့အဲဒါတွေတို့ကသုံးတာဇော်ကြီးဒီကောင်လေးတော်တော်ကြာပါလိုက်တာအဖေတို့လက်ထက်မေတို့လက်ထက်ကလေးอ่ะဒီရပိုင်းမှာကျွန်တော်အများဆုံးလုပ်ပေးပြတာကဆေးတို့ဆေးပေါက်ဒီဗမာရိုးရာဆေးမင်းကြောင်လို့ခေါ်တယ်ဆေးတို့ဆေးပေါက်တွေလုပ်ပေးပြတယ်ပေါ့နော်အကျွန်တော်ရှိမှဆိုလို့ရှိရင်အများဆုံးကအပီရပိုင်းဆိုင်ရာနဲ့ပေါ့နော်လက်လက်ပွင့်တာတွေပီရပိုင်းဆိုင်ရာနဲ့မျက်နှာမျက်နှာပွင့်နေပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်အများဆုံးလုပ်ပေးဖြစ်တယ်ပေါ့လက်ဝဲပညာပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်း လုတ်ပေးပစ်တယ်သို့တော့ကျွန်တော်တို့ကကြာတော့လူတိုင်းကိုလုတ်မပေးဘူးပေါ့နော်အာဘာကြောင့်လူတိုင်းကိုလုတ်မပေးကြလဲဆိုတော့ကြာတော့ကျွန်တော်ကမရင်ငယ်တွေလင်ငယ်တွေကိစ္စတွေဆိုလို့ရှိရင်ကျွန်တော်လုတ်မပေးဘူးတချို့တချို့သောလူတွေကဒီအောက်လိုင်းပညာဆိုလို့ရှိရင်မကောင်းတဲ့ပညာရဲ့လို့ပဲထင်ကြတာမကောင်းတဲ့ပညာရဲ့တွေမဟုတ်ဘူးဆိုတာကိုလက်တွေ့ပြခြင်းလားကဝေပညာတွေဒီလက်ဝဲပညာတွေအစူရကန္တာရဲ့ပညာတွေထဲမှာဇနဘနာပညာရှင်တွေထဲမှာမှကောင်းတဲ့ပညာရှင်တွေရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကလက်တွေ့ပြခြင်းတဲ့အတွက်ကြောင့်မလို့ မကောင်းတဲ့အရာဆိုလို့ရှိရင်ကျွန်တော်တို့တက်နိုင်သလောက်ရှောင်နေသို့တော့ကျွန်တော်တို့ထိတ်တိုက်ကြုံတွေ့လာပြီဆိုလို့ရှိရင်လည်းတကယ်အကောင်းဆုံးနဲ့အတက်နိုင်ဆုံးဖြစ်အောင်တော့ကျွန်တော်လုပ်ပြီးဖြစ်တာများတယ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်ကကျွန်တော်ထက်လန်းပညာရေးတစ်ခုကိုခံယူခဲ့ဘူးတယ်သို့တော့အိုက်ကဆရာသခင်နေနဲ့ကျွန်တော်ရဲ့ဆရာတွေနဲ့ပေါ့နော်ကျွန်တော်ရဲ့ပညာပေးတဲ့ဖဆရာတွေနဲ့ကျွန်တော်ကအာနည်းနည်းလေးကရောက်ကစားလေးဖြစ်ခဲ့တယ်စိတ်ညစ်ဟိုစိတ်ညစ်ဆရာလေးနဲ့ကြုံတွေ့ခဲ့ရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအာဒီပညာရည်တွေတခြားပညာရည်တွေကိုရှာဖွေမယ်ဆိုပြီးတော့လိုက်ရှာခဲ့တဲ့အခါမှာဒီအမေရင်ကတော်ကြီးရဲ့ လက်ဝဲကိုသိန်းလက်ရာကိုသိန်းပညာရဲ့ကိုကျွန်တော်တို့သွားတွေ့သွားတွေ့ရခါမှာကျွန်တော်ကအာဒီထက်လန်းပညာရဲ့တွေကိုကျွန်တော်ပညာဖြတ်စမတွေပညာဖြတ်အင်းတွေတောက်ပြီးတော့မှကျွန်တော်ဖြတ်ခဲ့တယ်ဒီလက်ဝဲပညာရဲ့ကိုကျွန်တော်သင်ခဲ့တယ်ပေါ့ဗျာအဲဘယ်ဘက်မှာသင်တာလဲဆိုတော့ကျွန်တော်မုံရွာဘက်ကဆရာကြီးတယောက်ရှိမှသင်ခဲ့တယ်သင်ခဲ့ပြီးတော့အာကျွန်တော်အိမ်ကိုပြန်လာတဲ့အချိန်ကျမှကျွန်တော်ရဲ့မိဘနှစ်ပါးကလုံကပညာသင်မှကျွန်တော်သိတယ်ဒီအဖေရောမယောကအဖေကဆိုလို့ရှိရင်ယောပညာသင်ဒါပေမဲ့အဖေကယောသားမဟုတ်ဘူးဒီယောကအမေကြီးရဲ့ပညာရက်တွေကိုတက်ခဲ့တဲ့ ရောပညာသည်ဒီအမေကကြတော့ရှမ်းပညာသည်အမေကကြတော့ဒီရှမ်းပြည်မှာတော်တော်များများသုံးနဲ့မော်တွေဒါမျိုးတွေကိုသုံးခဲ့တာအဲ့တော့ဒီအမေနဲ့ဖေနေကကျွန်တော်ဒီပညာရည်တွေကိုယူလာတာသိတယ်သိတဲ့ခါကျတော့ငါသားဒီပညာရည်တွေမကောင်းဘူးငါသားစွန့်လိုက်ဆိုပြီးတော့ကျွန်တော်စွန့်ခိုင်းပြီးတော့မှသူတို့ရဲ့ဒီမော်ကိုမော်ဖွဲ့စည်းကျွန်တော်တို့ခုလက်ရှိပါတော့ကျွန်တော်ထောင်ကျွန်တော်ဥဆောင်နေတဲ့ဂိုင်းပေါ့မော်ကိုမော်ဂိုင်းအဲ့ဒီမော်ကိုမော်ဂိုင်းရဲ့ဟိုတမစင်တွေရဲ့ပညာစင်တွေရဲ့ကိုကျွန်တော်လက်ဆင့်ခံခဲ့တယ်ပြီးတော့ကျွန်တော်က ာဒီဝင်းဝင်းပညာပါတယ်လို့လည်းအမေတို့ကပြောခဲ့ဘူးတယ်ပေါ့နော်။ဒါကိုပိုးချမ်းတာလို့ခေါ်တယ်။သူကစီးပွားရေးလုပ်ငန်းပြင်လုပ်ငန်းရှင်တွေဒီဘယ်လိုပြောမလဲ။စီးပွားရေးပိုင်းဆိုင်မှာလုပ်နေတဲ့လူတွေအတွက်သုံးတဲ့အရာဒါကိုပိုးချမ်းတာလို့ခေါ်တာပေါ့နော်။ဒီထဲမှာလည်းကျွန်တော်တို့ကချမ်းသာခြင်းတိတ်နမိတ်တွေချမ်းသာခြင်းအမှုတ်တွေအဲ့လိုမျိုးတွေထည့်ထားတာပေါ့။အဲစီးမှုတ်တွေထည့်ထားတယ်အဲဒါမျိုးလေးရှိတယ်ဒါလေးရေးနဲ့အုပ်ပေးတယ်။ဒီနောက်ပွင့်လန်းဆိုလို့ရှိရင်လည်းဒါမျိုးလေးရေးနဲ့လုပ်ပေးတယ်ပေါ့ဗျာ။နော်။ပညာရက်တွေကိုကျွန်တော်က social media မှာ official ချသုံးလာတဲ့ရည်ရွယ်ချက်ကလည်းတစ်ခုပဲရှိတာ အဲ့ဒါပါလဲဆိုတော့ကြတော့အခုလက်ရှိမှာစကားတွေရိုက်ကြတယ်ကျွန်တော်ဇလန်းတွေရေးကြတယ်အဲ့ဒီထဲမှာဒီအောက်လန်းဆရာနဲ့အထက်လန်းဆရာနဲ့ဆိုလို့ရှိရင်အထက်လန်းဆရာတွေကပဲကောင်းတဲ့ဘက်မှာရေးကြတယ်ဒီအောက်လန်းကြတော့ဒီငရဲကိုသွားရမယ်တင်းငရဲကိုပဲသွားရမယ်ဆိုပြီးတော့လူတွေကတက်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 မထဲပေါ့နော်တွေးထားကြတယ်ဖျားပုံတွေခြေထောက်မှာထိုးတယ်တို့ဖျားပုံတွေခါမှာဇောက်တို့ထိုးတယ်ဆိုပြီးတော့တွေးကြတယ်ပေါ့နော်ပြောကြတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကမဟုတ်ဘူးဆိုတဲ့အကြောင်းအောက်လန်းဆရာတိုင်းဒီလက်ဝဲဆရာတိုင်းပေါ့နော် မဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့တသက်ပြခြင်းလို့ကျွန်တော်ဒီ social media ပေါ်မှာကျွန်တော်ရဲ့မျက်နှာပြပြီးတော့ကျွန်တော်စတင်ပြီးလုပ်ခဲ့တာဒီခုလက်ရှိတပည့်တွေမွေးတယ်အဲ့တပည့်တွေမွေးတဲ့နေရာမှာမှလည်းကျွန်တော်ကဖြူယောင်နေပဲမွေးတယ်ဒီဘယ်လိုပြောမလဲကျွန်တော်ပညာရေးမှာကျတော့ဆုံးမြူဆုံးမဲเนาะနန်းတာကအာဒီအယိုးကိုက်ဆိုတဲ့ပညာရေးတွေရှိတယ်အဲ့ဒါကိုမှကျွန်တော်ကအယိုးကိုက်ပညာကိုမသုံးဘဲနဲ့ဒီနန်းတာကိုက်ပညာနဲ့လူသားကြိုးပြုတဲ့ပညာရေးတွေကိုပဲသုံးတယ်ဒါပါပဲပေါ့เนาะကျွန်တော်ကဒီအဓိကကတော့အောက်လန်းဆရာတွေမကောင်းဘူးဆိုတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုတက်သေးပြခြင်းနဲ့ အရာလေးတစ်ခုပါပဲကျန်တာမရှိပါဘူးကျွန်တော်။ဒီအဖေနဲ့မိနဲ့ကျွန်တော်မှာခဲ့တဲ့စကားတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကြတော့ငါသားမင်းအောက်လန်းပညာရက်ကိုခံယူထားတော့လဲမင်းရဲ့စိတ်တက်ကအထက်တန်းသားဆန်လို့ရှိရင်အထက်လန်းပဲဆိုပြီးကျွန်တော်ကိုတင်ခဲ့တယ်။နော်အဲ့ဒီအချိန်မှာကျွန်တော်ဒီပညာရည်နဲ့ကောင်းတာတွေလုပ်ဖို့ကိုတွေးခဲ့တယ်ပေါ့ဗျာ။ဒီအဖေနဲ့မိနဲ့ဆုံးပြီးတော့၃လလောက်နေတော့ကျွန်တော်ဒီပညာရည်တွေကိုဒီ social မှာ official တွေချပြတယ်။ကျွန်တော်ဘယ်လိုပြောမလဲလင်မယားကွဲတယ်ဗျာ။တပတ်တစ်ခုပြောပြမယ်လင်မယားကွဲတယ်။ ဲ့ဒီကွဲသွားတဲ့လင်မယားကဟိုမျိုးသားကဖောက်ပြန်တယ်ဒါဆိုလို့ရှိရင်မျိုးသမီးရဲ့ဒီဘက်မှာကလေးရင်နဲ့ခြံခဲ့မယ်မျက်ရင်နဲ့မျက်ခွန်းနဲ့ခြံခဲ့မယ်ဒါကိုကျွန်တော်တို့ကိုကျင်းစာတဲ့အနေနဲ့ကျွန်တော်ကပြန်ပေါင်းအောင်လုပ်ပေးတာအဲ့ဒီအတွက်ကြောင့်မကျွန်တော်ငရေမကြည့်နိုင်ဘူးကျွန်တော်တွေးရတွေးပေါ့နော်သူများရဲ့မိသားစုတာယာရေးအတွက်ကျွန်တော်လုပ်ပေးတဲ့အတွက်မှာကျွန်တော်ငရေမကြည့်နိုင်ဘူးတိုးတော့အဲ့ဒီကြောင့်မလို့ငရေကြည့်မယ်ဆိုရင်လည်းကျွန်တော်ကခြေခြေနဲ့နဲ့တီးခိုင်းယူမှာပဲအာပြီးတဲ့ခါမှာကျွန်တော်ကအဲ့ဒီအစီရင်ကြီးတွေရတယ်ပေါ့ဗျာနော်ရတဲ့ပတ်စံတွေကိုကျွန်တော်၃ပုံပုံတယ်တပုံကကျွန်တော် ဟိုဖရာသာသနာတော့ဘာလို့ကျွန်တော်တို့တုံးတယ်ဖရာတဲ့ကြောင်းဆောက်တဲ့နေရာတွေဒီလိုနေရာတွေမှာတုံးတယ်တပုံကတော့ကျွန်တော်ရဲ့ကိုကြီးကိုတာအတွက်တုံးတယ်ကျန်တဲ့တပုံကိုကျွန်တော်ကဒီမိဘမဲ့ကလေးတွေအပြီးသွားတဲ့ခါမှာတကယ်လိုအပ်နေတဲ့နေရာတွေမှာကျွန်တော်ပြန်လူရဲပေါ့နော်ဒါလေးတွေကတော့ကျွန်တော်ဟိုတည်တဲ့လူတိုင်းကတော့တည်ပါတယ်ပေါ့နော်ဆိုသူတော်ကောင်းလုပ်ပြနေတာမဟုတ်ဘူးအောက်လန်းပညာရဲ့နဲ့ရှာတဲ့ပတ်စံဟိုမဖြူစင်ဘူးဆိုတာတည်တယ်ဒီလိုလူရင်ကုသမရဘူးဆိုတာတည်တယ်ဒါပေမဲ့ကျွန်တော်လူလိုက်လို့လိုအပ်တဲ့နေရာတွေမှာ ပြည့်စုံသွားရင်ကျွန်တော်ကျင်းတတ်ပြီအထက်လန်းနဲ့အောက်လန်းနဲ့ဘလို့တွေကွာလဲဆိုတော့တိတ်မကွာဘူးဗျအထက်လန်းနဲ့အောက်လန်းကကျွန်တော်အလွာပါပါလေးပဲခြားတယ်လို့ပြောကြရရှေးဆရာကြီးကဘာကြောင့်လဲဆိုတော့ကြတော့ဒီတခုရှိတာကထက်လန်းမှာကတော့သူများကိုဒုက္ခရောက်အောင်လုပ်လို့မရဘူးဘာမှအပြစ်မရှိတဲ့လူတယောက်ကိုဒုက္ခရောက်အောင်သွားလုပ်လို့မရဘူးကျွန်တော်အောက်လန်းမှာကြတော့ဘာမှအပြစ်မရှိတဲ့လုပ်လို့ရချစ်ရင်လည်းလုပ်လို့ရတယ်မောရင်လည်းလုပ်လို့ရတယ်ဒါမျိုးတွေရှိကြပါဘောနော်အဲ့တော့ဘာကွာလဲဆိုတော့ကြတော့ ဒီပြောတဲ့လောက်ကြီးတော့မကွာဘူးဒါပေမဲ့အထက်လန်းဆိုတဲ့အတိုင်းပဲအထက်ဆိုတဲ့အတိုင်းပဲတို့ကအထက်စိတ်ထားရတယ်လူတွေကိုဒုက္ခရောက်အောင်လုပ်လို့မရဘူးတံပြန်ဖြစ်တဲ့ပညာပေါ့တို့တို့ပညာကြတော့သူများကတို့ကမကောင်းကြံမယ်ဆိုလို့ရှိရင်သူ့ကိုသူပြန်ထိတာအဲဒါမျိုးတွေပေါ့သူများကတို့ကဂဲတလုံးနဲ့ပြစ်လိုက်မယ်ဆိုလို့ရှိရင်တံပြန်သူ့ကိုဂဲတလုံးပြန်လာမှန်းတာမျိုးဒါမျိုးကြီးရှိတယ်ကျွန်တော်အောက်လန်းကြတော့ဒီသူများကိုကဘာပြစ်မှမရှိဘဲနဲ့ဒုက္ခသွားပြင်မယ်တေအောင်လုပ်မယ်ယူအောင်လုပ်မယ်နှမ်းအောင်လုပ်မယ်စီးပွားပြအောင်လုပ်မယ်သွားလုပ်လိုက်တယ်ဒီဘဝမှာလာမခံရဘူးကျွန်တော်တေသွားခဲ့တော့အောက် ငရဲပြည်မှာသွားခံရမယ်ပေါ့နော်ငရဲမှာသွားခံရမယ်ပေါ့ဒါမျိုးကြီးရှိရအောင်အထက်နဲ့အောက်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကပို့ပြီးတော့စီကန်းနေဆောင်ထိုင်ရတယ်အခုအထက်ဆရာတွေဆိုလို့ရှိရင်အခုလက်ရှိနော်အာဒီလူပေါင်းမှာရှိတဲ့အထက်ဆရာတွေတခြားတခြားသောဂိုင်းကနာဂိုင်းကနာတွေဆိုလို့ရှိရင်တို့မှာဟိုစောက်ကြရတာအဓိကစောက်ကြရတဲ့တစ္ဆာ၃ရက်ရှိတယ်အရက်ဒေတာတောက်စားလို့မရဘူးမိမကိစ္စလိုက်စားလို့မရဘူးပြီးတဲ့ခါမှာဟိုမိမကိစ္စဆိုတာသူများတက္ကမပိုင်းလင်းရှင်မရပါတော့ကျူးလွန်လို့မရဘူးပြီးတဲ့ခါမှာအမေသာကျွေးသားစားခွင့်မရှိဘူးကျွန်တော်တို့မှာကြောက်အဲ့ထက်မကတဲ့စီကန်းတွေအများကြီးပဲရှိတယ် ဥပမာဗျာမော်ဝင်နေတဲ့အချိန်မှာကျွန်တော်တို့မျိုးလုံးတောင်ကြီးမြောက်ကြီးကြီးလို့မရတာတို့အာဒီတရေသက်စီနာနာဘဝတွေကျွန်တော်တို့အမြင်ဆက်ပွင့်ထားတဲ့အခါမှာဒီမော်တွေဝင်လို့မြင်ရတဲ့အခါမှာထွက်ပြေးလို့မရတာမျိုးတွေအာပြီးသွားတဲ့အခါမှာအိမ်သာထဲမှာတရေထွေးလို့မရတာမျိုးတွေပစိုးကိုခေါင်းပေါ်ကနေဝေးလို့မရတာမျိုးတွေအဲပြီးတဲ့အခါကျတော့ရှင်ဘာလဲဆိုတော့ဒီပညာရက်နဲ့ဟိုဘယ်လိုပြောမလဲသူများကာမပိုင်နေရှင်မယားသူများသားပြုတ်တပြီးပြို့ဒီပညာရက်နဲ့လောက်ယူဖန်းစားပြီးတော့ဒီကာမလိန်နေလို့မရတာတွေဒါမျိုးတွေပေါ့အများများသောအားဖြင့်ကတော့ ဆောင်ထည့်ရတဲ့စီကံတွေတော်တော်များတယ်ဒီလက်ဝဲပညာရမှာကအထက်ကိုအထက်ထက်ကိုပုံများတယ်ကျွန်တော်တို့ကဒီကန္နာကြီးပညာရမှာက၃မျိုး၃သားရှိရပါတော့အမဟာကန္နာကြီးသုရကန္နာကြီးဇဏဗနကန္နာကြီးဆိုပြီးရှိတယ်မဟာကန္နာကြီးဆိုတော့ကခုနကပြောတဲ့လက်ရပညာအထက်ပညာကိုပြောတယ်သူကအထက်ပညာစစ်စစ်အဲ့ဒါကိုမဟာကန္နာကြီးလို့ခေါ်တယ်ကျွန်တော်သုရကန္နာကြီးဆိုတာကြတော့အာအခုလက်ရှိကျွန်တော်သုံးနေပညာရပေါ့အထက်လဲသုံးနေအောက်လဲသုံးနေသူကဟိုခုလက်လို့လဲခေါ်တယ်လွယ်လွယ်ပြောရင်ခုလက်သူအထက်လဲမဟုတ်အောက်လဲမဟုတ်နှစ်မျိုးလုံးသုံးတာအဲ့ဒါကို အာဆူလာကန္နာကြီးလို့ခေါ်တယ်ကျွန်တော်ဇနပနာကန္နာကြီးကလုံးဝကိုသူကအောက်ဆစ်ဆစ်ဖြစ်သွားပြီအဲအဲ့လိုမျိုးပါအထမတုံးတော့အောက်ဆစ်ဆစ်ဖြစ်သွားပြီဒါမျိုးတွေအဲ့လိုမျိုးတော့ရှိပါတယ်အဓိကကြောက်ရမှာကဘာလဲဆိုတော့ဂရိတ္တစာပဲကိုကဂရိတ္တစာဖောက်ပြလိုက်လို့ရှိရင်ဘလောက်ပဲမြေရှုံးမိုးပြန်နေအောင်တော်တော်ဒီဆရာတွေရှိမှာ ပေါ့နော်ကျွန်တော်တို့ဆရာတွေရှိမှာပေးထားတဲ့ဂရိတ္တစာတွေပြတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီတော်နေတဲ့အရာတွေကလည်းအလကားပဲ အဲ့လိုမျိုးဖြစ်တာအကြောက်စရာကောင်းဆုံးပေါ့နော်အထက်လမ်းမှာဆိုလည်းတစ္ဆာပြက်မှာဂရိပြက်မှာကိုကြောက်စရာကောင်းဆုံးပဲအောက်လမ်းမှာဆိုလို့ရှိရင်လက်ဝဲပညာရမှာဆိုလို့ရှိရင်လည်းတစ္ဆာပြက်မှာဂရိပြက်မှာကိုကြောက်စရာကောင်းဆုံးပဲဘာကြောင့်ဆိုတော့ဒါတွေပြက်သွားလို့ရှိရင်ဘာမှလုပ်မရတော့သုံးမျိုးသုံးမဲဆိုတာကလူတွေကတတ်မှတ်လိုက်တာပေါ့နော်မကောင်းတာလုပ်တဲ့ပညာတယ်ဆိုရင်သုံးမဲအဲကဝေမဲပေါ့နော်ပညာတယ်မဲပေါ့ဒီကောင်းတာလုပ်တဲ့ပညာတယ်ဆိုလို့ရှိရင်ပညာတယ်တော့မှန်တယ်အောက်ပညာတော့ယူထားတယ်ကောင်းတာလုပ်တဲ့ပညာတယ်ဆိုလို့ရှိရင်ကဝေပြူတော့သုံးမျိုးလူတွေကတတ်မှတ်ကြအဲ့တော့ကျွန်တော်ရှောက်နေတဲ့လမ်းကတော့ ဒီလူတွေမတရီတဲ့မကောင်းတဲ့ပညာရည်ကြီးလို့ထင်တဲ့ပညာရည်နဲ့ခொနှစ်သားသမီးကဲတင်နေရဒါပါပဲအဲ့တော့ကြောင့်မကျွန်တော်ကိုကျွန်တော်ဆုံးမြူလို့လည်းပြောလို့ရပါတယ်အဲတချို့ကလည်းကျွန်တော်ပြောတာဆုံးမြူလို့ပြောကြတာများပါမိန်းကလေးတယောက်ကိုကာမပိုင်းဆိုင်ရာလိမ့်လေယူပြီးပါပြီဘိုက်ကြီးသွားမှမပတ်သက်ချင်တော့တဲ့ကောင်တွေရှောင်းနေကောင်တွေတောင်းဝင်မြူရတဲ့ကောင်တွေအဲ့လိုကောင်တွေကြတော့အထက်ပညာမသုံးလို့မရဘူးသူတို့ကလုတ်ပေးလို့မရဘူးအဲ့ကြတော့ကျွန်တော်တို့အွန်လိုင်းပညာရှင်တွေလက်ဝဲပညာရှင်တွေရှိနေမှဖြစ်မှာဘာကြောင့်လဲဆိုတော့မိန်းကလေးတယောက်ရဲ့ရှက်နေတဲ့ခါမိန်းကလေးတယောက်ရဲ့အိမ်ကြီးရဲ့တိတ်ခါကို လုတ်ပေးနိုင်တဲ့ဆရာကဒီအောက်လမ်းပဲရှိတယ်လေအဲ့တော့ဒီခုနပြောသလိုပေါ့နော်လောကကြီးမှာလူကောင်းကြီးပဲရှိနေလို့လည်းမရဘူးလူမိုက်တွေလည်းရှိတင်နေပါတယ်